ားလုံးမင်္ဂလာပါ။ကျမတို့ဒီနေ့ LinkedIn Advanced တွေအကြောင်းပြောမယ်။ LinkedIn Advanced ကဒီ content တဲ့နော်ဒီ conjunction လုပ်ပေးတဲ့ advert ကိုပြောခြင်းဖြစ်ပါတယ်။ တော့ linking ever ကိုကျမတို့ transition ever လို့လည်းခေါ်သေးတယ်เนาะအဲ့တော့ idea တွေအချင်းချင်းကို connect ထိစပ်ပေးဖို့အတွက် weather တစ်ကြောင်နဲ့တစ်ကြောင်เนาะသူ့ဘာသာသူတည်တန်ရန်တီလို့ရတဲ့ဒီ independent clause တွေကိုကျမတို့ independent เนาะအပြန်အလှန်မမှီခိုးဘူးတည်ခြားရန်တီလို့ရတဲ့ဒီ weather တွေပဲဖြစ်ဖြစ်ဒီ idea တွေပဲဖြစ်ဖြစ်ဒီ paragraph တွေပဲဖြစ်ဖြစ်အဲ့ဒါတွေကိုကျမတို့ connect ဒီထိစပ်ပေးတာเนาะ link လုပ်ပေးဖို့အတွက်အသုံးချင်းဖြစ်တယ်အထူးသဖြင့်ဒီ academic writing အစီရေးတဲ့ခါမျိုးမှာဒီစီရင်ခံစာ report ရေးတဲ့ခါမျိုးမှာဆိုရင်သုံးတယ်အဲ့ဒါတွေကိုသုံးပြီးတော့ကျမတို့ဒီစန့်ကျင်ဘက်သဘောတရားတွေကိုဖော်ပြတယ်ဒီအကြောင်းပြချက်တို့ယာလတ်တို့ဒါမျိုးတွေကိုဖော်ပြဖို့အတွက်လည်းသုံးတယ်လို့ထပ်ဆောင်ပြီးတော့ information ပေးချင်တဲ့ခါမျိုးမှာပဲဖြစ်ဖြစ်ဒီ consequent ပေါ်တော့အကျိုးဆက်တွေကိုဖော်ပြဖို့အတွက်ပဲဖြစ်ဖြစ်ဒီ linkin advert လို့ခေါ်တဲ့ consequent เนาะ consequent ကိုလုပ်ပေးတယ် advert တွေကိုသုံးပါတယ် အဲ့တော့ grammar အရမ်းမှတ်ရမယ်ဆိုရင်တော့ဗောနော်ဒီ linking adverb လို့ခေါ်တဲ့ဒီ conjunctive adverb တွေကိုကျမတို့ယူသုံးတဲ့အခါမှာဒီ punctuation marker semicolon ကိုသုံးတယ်အရှိမကျမတို့ subject verb ပါတယ် verb တစ်ချောင်းပါမယ်အနောက်မှာ subject verb ပါတယ် verb တစ်ချောင်းပါမယ်အဲ့ဒီ verb နှစ်ချောင်းကကျမတို့ independent เนาะတစ်ချောင်းနဲ့တစ်ချောင်းအမိခိုးမရှိဘူးသီးသားသီးသီးချာရပ်တည်လို့ရတယ်အဲ့လိုမျိုး complete ဖြစ်နေတဲ့ complete idea ရှိတဲ့ verb နှစ်ချောင်းကိုကျမတို့ဒီ conjunctive adverb ာကိုတုံးပြီးတော့ရေးတဲ့အခါမှာစီမီကော်လံကိုတုံးတယ်ဒီမှာ exam မှာပြဖတယ် I was tired ငါပင်ပန်းနေတယ်သူကသူ okay တယ်ဒီဝါကြပြေဆုံးတယ် ဒါပေမဲ့နော်ဒါကိုဆက်ပြီးတော့ addition နဲ့ information ပေးချင်တဲ့အတွက်ကြောင့် however ဆိုတဲ့ဒီ quantitative effort ကိုတုံးလိုက်တယ် I'll finish my homework နော်အင်္ဂါတော့ငါပြီးသွားပြီနော်ပြန်မှန်းနေပေမဲ့အင်္ဂါပြအောင်လုပ်လိုက်တယ်လို့ပြောချင်းဖြစ်တယ်အင်္ဂါပြီးသွားတယ်ဆိုတဲ့ဝါကြသည်လည်းသူသူမှသာသူတီးခြားရက်တိလို့ရတယ်သို့တော့ဒီတန်ခုဒီအရှိဝါကြနဲ့အနောက်ဝါကြနဲ့ကို link ဖြစ်ကြောင်းပြချင်တဲ့အတွက်ကြောင့်ကျွန်တော်တို့ C မီ column ကိုတုံးတယ်ပြီးတော့မှ quantitative effort ပြီးတော့ comma ကိုယူတုံးချင်းဖြစ်တယ်ဒီ ီနေရာမှာကော်မာသွားထည့်ရေးတယ်ဆိုရင်မှားတယ်เนาะဒီကျွန်တော်တို့ဆက်ဆံမှုရှိကြောင်းကိုဖော်ပြချင်တဲ့အခါမျိုးမှာဆိုရင်စီမီကော်လံကို သုံးပေးရတယ်စီမီကော်လံမသုံးချင်ဘူးဆိုရင်ဒီနေရာမှာကျွန်တော်တို့စားထိုးထိုးရတာ full stop တော့မဟုတ်ကျမတို့တခြားဘာသုံးလို့ရတယ်လဲဆိုတော့ coordinating conjunction လို့ခေါ်တယ် fan point ပေါ့နော် and and လို့ဘာလို့ ਨੇ ဆက်ပြီးတော့လဲရေးလို့ရတယ်အဲ့တော့အဲ့ဒီ linking adverb ကိုဒီ independent clause နှစ်ခုကိုဆက်ဖို့အတွက်ပဲသုံးတာလားဆို no เนาะတခြား word ပုံစံအနေနဲ့လည်းသုံးလို့ရသေးတယ် word ကြရဲ့အရှိဆုံးမှာထားပြီးတော့လဲဒီမှာသုံးပြထားသေးတယ်เนาะအရှိမှာအကြောင်းအရာတွေရှိလိမ့်မယ်အဲ့ဆိုရင်ကျမတို့ဒါကိုဘယ်လိုမြင်မလဲဆိုတော့ဒီအပေါ်မှာပေးထားတဲ့ exam မှာအတိုင်းပဲ ်ပေါ့နော် i was tired ဒီနေရာမှာ full stop ချလိုက်တယ်ပြီးတော့ full stop ဖြစ်တဲ့အတွက်ကြောင့်စဆန်လုံးသည်ကျွန်တော် capital letter hg နဲ့ရေးပြီးတော့ however i finished my homework ဒါမျိုးရေးချင်းကိုပြောချင်းဖြစ်တယ်အဲ့တော့အရှင်းဝတ်ကြောင့်ကို break လိုက်ပြီး full stop ချလိုက်ပြီးဖြစ်တဲ့အတွက်ကြောင့် announce လုံးကိုအကြီးနဲ့ရေးလိုက်တော့ဒီ announce ဝတ်ကြသည်ကျွန်တော်တို့တဲ့ဒီဟိုတီးချပေါ့နော်ဒီဝတ်ကြတဲ့ကြောင်းဖြစ်လာတယ်အဲ့တော့အရှင်းဆန်လုံးထားထားတဲ့ဒီ contingent ever လို့ခေါ်တဲ့ဒီ transition ever တွေကိုကျွန်တော်တို့ capital letter နဲ့ဒီလိုပုံစံရေးပြီးလို့ ို့ရတယ်အနောက်မှာတော့ comma ပါဖို့လိုပါတယ်အဲ့ တော့ကျွန်တော်တို့အဲ့ linkin ever တွေကို table 1 2ခွဲပြီးတော့လေးလာမယ်ပထမ table 1မှာကြာတော့ဒီ connection เนาะဆက်ဆက်မှုဒီ contracts စမ်းကျင်ဘက်သဘောတရားကိုဖော်ပြဖို့အတွက်သုံးတယ်ဒီ linkin ever အမျိုးအစားရှိတယ်ဒီဘက်မှာသူရဲ့ function သူလုံဆောင်ပေးတဲ့ function ပေါ့နော် addition ဆိုတာကထပ်ဆောင် information ပေးခြင်းတဲ့အခါမျိုးမှာသုံးတယ် linkin ever တွေက also moreover furthermore in addition beside as ပါတယ်เนาะဒါအပြင် as မပါဘူးဆိုရင်တော့နဘေးမှာဆိုတဲ့သဘောတရားရောက်တယ် ် once more နော်ဒါတွေကိုကျွန်တော်တို့ပုံပြီးတော့ transaction information ပေးဖို့အတွက်သုံးပါတယ်။ exam မှာဝကြကြည့်ရအောင်။ she's kind သူမကကျင်လာတဲ့ moreover ဒါအပြင် she's hard working သူမအလုပ်လေကြိုးစားတဲ့အရှိဝကြ she's kind ဆိုတဲ့အရာဒီ ဤ independent class သူဘာသာသူရတ္တိလို့ရတယ်အဲ့ဒါကိုကျွန်တော်တို့ addition နဲ့ information ပေးချင်တဲ့အတွက်ကြောင့်ဒီမှာဒီဟိုပါဘောနော် contented ever ကိုလာတုံးလိုက်တယ်ပြီးတော့ she is hard working အရှိဝကြနဲ့အနောက်ဝကြဒီ link ဖြစ်ကြောင်းပြောချင်တဲ့အတွက်ကြောင့်ဒီမှာ see me column ပေါ့နော် grammar note မှာပြောထားပြီးသား see me column ကိုတုံးတယ်ပြီးတော့မှအာဒီ contented ever ပြီးတော့ comma ကိုတုံးရေးမှာဖြစ်တယ် တို့ဒီပဲကျမတို့ဒီ contrast เนาะဒီစတင်ပဲ idea ကိုပေးခြင်းတဲ့အခါမျိုးမှာဆိုရင် however nevertheless on the other hand still die on yet ခုချိန်ထိ instead အဆောင်ပေါ့เนาะဒါမျိုးသုံးခြင်းဖြစ်တယ်အဲ့တော့ i study hard ငါဒီနေ့ညနေလေ့လာခဲ့တဲ့ however i feel the text အာဒီစမ်းသပ်မှုမှာတော့ရှုံးနေခဲ့တယ်။အရှိဝကြနဲ့အနာဝကြဒီ link ဖြစ်ကြောင်းပြောချင်တဲ့အတွက်ကြောင့်စီမီကော်လံကိုကျွန်တော်တို့တုံးပေးရတယ်။စီမီကော်လံမတုံးချင်ဘူးဆိုရင်ကျွန်တော်တို့ force tone နဲ့အစားထိုးလို့ရတယ်။ပြီးတော့မှအလယ်မှာ coordinating conjunction နဲ့ပြန်ဆက်ပုံเนาะဒါမျိုးပြောခြင်းဖြစ်တယ်နောက်တစ်ခုကျွန်တော်တို့ comparison เนาะ comparison ကနှိုင်းယှဉ်တာ similarity တူညီကြောင်းပြချင်တဲ့အခါမှာဆိုရင်ဒီ similarity နော် similarity တို့ဒီ like to like to အတူနော် in the same way အဲ့ဒီ need at time ပဲဒါမျိုးတွေကိုသုံးပြီးတော့ရေးမယ် example ပဲကြားကြည့်မယ် she speak softly နော်သူမကစကားကိုနူးနူးညံ့ညံ့ပြောတယ် similarly to at do ပဲ her sister does too သူညီမလေးလည်းသူ့အတိုင်းပဲเนาะအရှိမကျွန်တော်တို့ speaks ကိုကျွန်တော်တို့ main verb ဖြစ်နေသုံးထားတယ်ဒီစကားလုံးကိုနောက်တခါထပ်ယူပြီးမသုံးတော့ဘဲနဲ့ illicit သဘောထားရကျွန်တော်တို့ဒီ verb to do ကိုခေါ်သုံးလိုက် တဲ့ singular စာချက်ဖြစ်တဲ့တစ်ယောက်ဒီနေရာမှာ dash ကိုတွေ့ရခြင်းဖြစ်ပါတယ်ထို့အတူပဲကျွန်တော်တို့ concession concession ဆိုတာက life your မှုကိုဖော်ပြဖို့အတွက်သုံးတဲ့ဒီ contingent ever เนาะ although တို့ though တို့ even though တို့ nonetheless တို့ဒါတွေကိုသုံးပါတယ် ဒီထက်မကရှိသေးတယ်နော်ဒါ example ပဲပေးထားတာ although he was tired သူပင်ပန်းနေတော့လည်းပဲ he continued walking အလုပ်လုပ်ခြင်းကိုသူဆက်ပြီးတော့လုံးဆောင်တယ်အဲ့တော့ကျွန်တော်တို့ဒီ conjunctive adverb ဒီနေရာမှာ although ပေါ့နော်ဒီ conjunction လို့ပြောတယ်သူဒီဆက်ဆက်ပေးတဲ့ဒီ like လျော်မှုကိုဖော်ပြပေးတယ် conjunctive adverb ဖြစ်ပါတယ်ထို့အတူပဲ result နော်ရလဒ်တို့ consequent အကျိုးဆက်တွေကိုဖော်ပြပေးဖို့အတွက်ဆိုရင် therefore တို့ thus တို့နော်ဒီ consequently တို့ as a result ရလဒ်အနေနဲ့ hence ဲဒီနောက်မှာတော့ဒါမျိုးတွေသုံးပါတယ် it was raining မိုးရွာနေခဲ့တဲ့ therefore we stay home အဲကြောင့်အိမ်မှာနေတယ်အရှိမမိုးရွာတဲ့အတွက်ကြောင့်မလို့အိမ်မှာနေတယ်ဆိုတဲ့စကားကိုသုံးချင်းဖြစ်တယ်အရှိမလည်းစာချုပ်ပါပါတယ် complete sentence တနည်းအားဖြင့် independent clause အနောက်မှာလည်းစာချုပ်ပါပါတယ်သူဘာသာသူရတည်လို့ရတဲ့ independent clause ဖြစ်တယ် went down နဲ့ကြောင်းကို ကျွန်မတို့ဒီ conjunctive verb သုံးလိုက်တဲ့အတွက်ကြောင့်မဖြစ်မနေစီမီကွန်နန်နဲ့ဆက်တယ်စီမီကွန်နန်မသုံးချင်ဘူးဆိုရင် booster ကို SR2 ပြီးသုံးပေးလို့ရပါတယ်အဲ့တော့ကျမတို့ table 2ဆက်ပြီးတော့သွားမယ် table 2မှာကြတော့အကြောင်းအကျိုးเนาะဒီ reason of purpose เนาะအချိန်ကာလပြဒါတွေလာမှာဖြစ်တယ်အရင်အဆုံးဒီ purpose เนาะ function သူလှုပ်ဆောင်ပေးတာကဒီရည်ရွယ်ချက်ကို ဖော်ပြပေးမယ်ဒီ contented ever အဲ့တော့ကျမတို့ဘာတွေတွေ့ရမလဲဆိုရင် so that เนาะ so that ဆိုတော့မြန်မာလိုဆိုရင်စေရန်ပေါ့เนาะ in order that အဲ့တော့ example ဝကြကြည့်မယ် she spoke slowly တဲ့ so that everyone could understand လူတိုင်းကနားလည်စေရန်အတွက်သူမှဖြည်းဖြည်းချင်းပဲပြောတယ်เนาะနောက်တစ်ခုကျမတို့ time တို့ဒီ sequence เนาะဒီအချိန်ကာလဒီအကျိုးဆက်တွေကိုပြမယ်ဆိုရင် then အဲ့ဒီနောက်မှာ after what အဲ့ဒါပြီးတော့ later နောက်ပိုင်းမှာ meanwhile အဲ့လိုမျိုးလုံးနေတဲ့အချိန်မှာ subsequently တစ်ဆက်တည်းမှာပဲเนาะဒါမျိုးပြောချင်းဖြစ်တယ်အဲ့တော့ exam မှာကြည့်မယ် he finished breakfast เนาะသူမနေ့ကစားလို့ပြီးသွားတယ် after what စားပြီးတဲ့နောက်မှာတော့ he went to walk အလုပ်သွားခဲ့တဲ့အရှင်းဝတ်ကြောင့်မှာလဲ subject verb ပါတယ် completion တန်းဒီနေ့အဖြစ် independent clause အနောက်မှာလဲ he went to walk သူအလုပ်သွားခဲ့သည်သူဘာသာသူတိချရတူလို့ရတယ် independent clause ဖြစ်တယ် အရှိကိုမမှီခိုးဘူးဒါပေမဲ့ဒီဝမ်းကြောင်းနှစ်ကြောင်းက ဒီဆက်ဆံမှုရှိတဲ့ link ဖြစ်ကြောင်းပြောချင်တဲ့အတွက်ကြောင့်မို့လို့ဒီ after war ဆိုတဲ့ content ever ဒီနေ့ after transition advert ကိုယူသုံးပြီးတော့ကျွန်တော်တို့စီမီ content နဲ့ရေးထားခြင်းဖြစ်တယ်ထို့အတူပဲကျွန်တော်တို့ result ရလတ်เนาะ effect ဒီတည်ရောက်မှုကိုဖော်ပြဖို့အတွက်ဆိုရင်တော့ therefore to thus to ဒီ consequently to as a result ရလတ်အနေနဲ့ hence အဲ့ဒီနောက်မှာတော့ so ဒါကြောင့်မို့လို့ဒါတွေကိုသုံးတယ်အဲ့တော့ it was rainy မိုးရွာနေခဲ့တယ် therefore we stay home အဲ့ဒါကြောင့်မို့လို့ငါတို့ ိမ်ထဲမှာနေခဲ့တဲ့မိုးရွာတဲ့တာပြီးတဲ့ ငါတို့အိမ်ထဲမှာနေတယ်ဒါလည်းပြီးတယ်ဒါပေမဲ့ဒီဝက်ကြောင့်နဲ့ကြောင့်ကိုဒီမိုးရွာတဲ့အတွက်ကြောင့်မို့လို့အိမ်ထဲမှာနေတယ်ဆိုတဲ့ကြောင့်ချိန်ဆမှုကိုပြောချင်တဲ့အတွက်ကြောင့်ကျမတို့ဒီမှာ therefore ဆိုတဲ့ conjunctive adverb ကိုယူသုံးပြီးတော့စီမီ colon နဲ့ရေးခြင်းဖြစ်ပါတယ်နောက်တစ်ခုကျမတို့ကြည့်ရအောင် cause and reason เนาะဒီအဲ့တော့အကြောင်းပြချက်เนาะဒီ cause အကြောင်းအဲ့တော့ accordingly အရာအဲ့လိုမျိုးလုံလိုက်တဲ့အတွက်ကြောင့်မို့လို့ for this reason ဒီအကြောင်းပြချက်အတွက် because of this အဲ့ဒါကြောင့်မို့လို့ because of you mean ကြောင့်เนาะဒါမျိုး because sin ကတဲ့ကအဲ့လိုမျိုးလုံးနေကတဲ့ကเนาะ as ကြောင့် therefore ဒါစသဖြင့်ကျွန်တော်တို့သုံးတယ်ပေါ့เนาะအဲ့တော့ the road what flooded เนาะ land ကိုရေလွှမ်းမှုသွားတဲ့ accordingly เนาะအဲ့လိုမျိုးရေလွှမ်းမှုမှုကြောင့်အရာ the school was closed ကျောင်းကိုပိတ်လိုက်ရတယ်เนาะ land ကိုရေလွှမ်းတာကသူ့ဘာသာသူဝဲကြတဲ့ကြောင်းဒီကျောင်းပိတ်တာကဒီကြောင်းသို့တော်ရက် land ကိုရေလွှမ်းမှုလိုက်တဲ့အတွက်ကြောင့်ကျောင်းပိတ်လိုက်ရပါတယ်ဆိုတဲ့ဆက်ဆံမှုကိုဖော်ပြခြင်းတဲ့အတွက်ကြောင့်ကျွန်တော်တို့ accordingly ဆိုတဲ့ဒီ conjunctive adverb ကိုယူသုံးတယ်ပြီးတော့ semi colon နဲ့ရေးခြင်းဖြစ်ပါတယ် အဲ့တော့ကျမတို့ဒီ consenting ever ရဲ့ main function ပေါ့နော်အဓိကသူရဲ့ဆက်သွယ်ချက်ကဘာလဲဒီအများဆုံးတွေ့ရတဲ့ common ဖြစ်တဲ့ဒီ consenting ever တွေကဘာလဲဆိုတာလေးနဲ့ပြန်ပြီးတော့ခြုံမယ်ပေါ့နော်အဲ့တော့ဒီမှာ main function နေနဲ့ဆိုရင်သူ့ကိုဒီ consenting ever တွေကိုပေါ့နော်ကျမတို့ sequence တို့ order တို့ပေါ့နော် SCS အတိုင်းလုပ်ရတဲ့ဖြစ်စဉ်တွေမှာယူသုံးလေးရှိတယ်အထူးသဖြင့်ကျမတို့ IS writer မှာဆိုရင် SC နှစ်ပုတ်ရေးရတယ်နော်ဒီ number 1ပုတ်အတွက်အဲဒီဟိုဟာဒီ linking ever တွေကို ုံပြီးတော့ရေးတယ်ပေါ့နော် then အဲ့ဒီနောက်မှာတော့နော် next နောက်တစ်ဆင့်အနေနဲ့ after one ဒါပြီးပြီဆိုရင်တော့ finally နောက်ဆုံးမှာတော့ sub sequently နော်ပြန်ပြီးတော့ကျွန်တော်တို့ဒါတွေနဲ့အဆုံးသတ်ပြီးတော့ရေးတယ်အဲ့တော့ exam မှာဝကြကြည့်မယ် she woke up early so you to know လာတယ်နော်သူက woke up နော်အိယာကထားတယ် then အဲ့ဒီနောက်မှာ she want jogging နော်ဒီလမ်းဖြည်းဖြည်းလျှောက်တာပေါ့နော်ဒီဖွားဖွားလေးပြေးလေးကျင်တာမျိုးသူလုပ်တယ်တဲ့ဒါကသူအရင်ဦးဆုံးအိယာကထားတယ်အဲ့ဒီနောက်မှာမှသူ jogging သွားတာဒါကိုပြောချင်းဖြစ်တယ်သူအတူ ဲကျမတို့ example တွေပေးမယ်နော်ဒီ clarification လုပ်တယ်ရှင်းလင်းချက်ပေးတော့မယ်ဆိုရင်လည်းထို့အတူပဲ for example for instant နော် whether ဒီကိုယ့်ရဲ့ paragraph တဲ့ဘိုင်းမှာက for instant လို့သုံးထားပေးတာဆိုရင်နောက်တစ်ခုမှလည်းကျမတို့ဒီ for example ဒါမျိုးပြောင်းသုံးရတာပေါ့နော်တစ်ခါလာလဲ for for instant တခါလာလဲ for exam မှာဒါကြီးပဲထပ်နေလို့တော့မရဘူး in fact เนาะဒီတကယ်အချက်လက်မှာတော့ namely အမည်အဖြစ်ပြောရမယ်ဆိုရင်တော့ဒါမျိုးသုံးတယ်เนาะ exam မှာဝကြကြည့်မယ် sun fruit เนาะအချို့သောအသီးတွေ for exam မှာဥပမာအနေနဲ့ apples and oranges are rich in vitamin เนาะဒီလိုမျိုးဒီပန်းသီးတွေလိမ္မော်သီးတွေကဒီ vitamin လို့ခေါ်တဲ့သတ္တုဓာတ်တွေကျွယ်ဝတယ်အဲ့တော့အဲ့ဒီ exam မှာเนาะကျွန်တော်ဒီလိုမျိုး clarify လုပ်တာရှင်းလင်းချက်ပေးတဲ့အခါမှာသုံးတယ် နောက်တစ်ခုကျမတို့ emphasis ထားတာเนาะဒီအလေးထအလေးထားပြီးတော့ ်ပေါ်ပြခြင်းတဲ့အခါမျိုးမှာဆိုရင် indeed အမှန်တကယ်တော့ in fact တကယ်အချက်အလက်မှာကစားခြင်းတွေထေချတာကတော့ of course ဟုတ်တယ်ပေါ့ဒါမျိုးတွေသုံးတယ်အဲ့တော့ example ပဲကြားကြည့်မယ် she is very intelligent เนาะသူကเนาะ he is very intelligent အရန်ကူမှာဒီ intelligent ဖြစ်တယ် indeed အမှန်တကယ်တော့ he is the best in the class အတန်းထဲမှာသူကအတော်ဆုံးပဲအဲ့တော့အရှိမလည်းဝယ်ကြတဲ့ကြောင့်အနောက်မှာလည်းဝယ်ကြတဲ့ကြောင့်တောင်းကိုကျွန်မတို့က indeed ဆိုတဲ့ conjunctive adverb ကိုသုံးပြီးတော့ဒီဒီချိတ်ဆက်ပေးတာပေါ့เนาะ link လုပ်ပေးလိုက် ုက်တယ်ဒါတဲ့ကြောင့်ကျွန်တော်တို့ semi colon ကို grammar rule အရာသုံးရခြင်းဖြစ်တယ်နောက် example တစ်ခုကြည့်မယ် comparison နဲ့ကျွန်တော်တို့ဒီ similarity เนาะဒီတူညီမှု compare နှိုင်းယှဉ်တဲ့အခါမှာလည်းသုံးတယ် likewise to do ပဲ similarity เนาะအလားတူတူပဲ in the same way အဲ့ဒီနေ့အတိုင်းပဲ she love music သူမဂီတာကိုမြတ်လို့တယ် likewise to do ပဲ her brother is a musician သူမရက်ကိုကလည်းဂီတာပညာရှင်တဦးဖြစ်တယ်အရှိမဝယ်ကြတဲ့ကြောင့်အနောက်မှာကျွန်တော်တို့ဝယ်ကြတဲ့ကြောင့်တီးတန်းရက်တီလိုရတဲ့ independent clause နှစ်ခုကိုဒီ content ever သုံးလိုက်တဲ့အတွက်ကြောင့် see me colon ကိုသုံးခြင်းဖြစ်တယ် comma မရအောင်เนาะ see me colon မှာရမယ်တို့တူရဲ့ကျွန်တော်တို့ summary SAD report တွေရေးပြီးအခါမှာအနှင်းချုပ်ပေးတာ conclusion ချတာအဲ့မှာလည်းထို့အတူပဲ in conclusion နော်ဒီအနှင်းချုပ်ဟောနော် conclusion ချတဲ့အခါမှာသူဆက်တော့အကုန်လုံးချုပ်ပြီးတော့ပြောတဲ့အခါမှာ in summary overall နော် in a nutshell ကျွန်တော်ထားတဲ့ပြည့်နော်အများကြီးသုံးသုံးလို့ရတယ်ဒါတွေ exam တွေပဲပေးထားတာဒီထက်မကရှိသေးတယ်တော့ in conclusion education shape our future အဲ့တော့ဒီပြည့် education ကငါတို့ရဲ့အနာဂတ်ကိုပုံဖော်ပေးတယ်ဘောနော်ဒါမျိုးပြောခြင်းဖြစ်ပါတယ် ဒီမှာကျွန်မ content ever ကိုတုံပြီးတော့ဗောနော် app ပြန်အလံပြောတဲ့ dialogue လေးလုပ်ထားတယ် student နှစ်ဦးရှိမယ်ဒီ sara net fee နဲ့ဗောနော်သူတို့ presentation အကြောင်းပြောကြတယ်ဗောနော်အဲ့တော့ကျွန်တော်တို့ practice လုပ်ကြည့်အောင်အဲ့တော့ sara ကပြောတယ် the presentation went really well today however i think we could improve the visual နော်ဒီနေ့ presentation တော့ကောင်းကောင်းမွန်မွန်ပဲပြီးသွားပြီဒါပေမဲ့ငါတို့ထပ်ပြီးတော့ဒီ visual ဘိုင်းပေါ့နော်အမြင်ဘိုင်းဆိုင်ရာကို improve လုပ်သင့်တယ်လို့ငါထင်တယ် and Fia ပြန်ပြောတယ် I agree the data was clear nevertheless some chart look too crowded เนาะအဲ့တော့ပေးတဲ့ဒီ data အချက်လက်တွေကတော့ရှင်းရှင်းလင်းလင်းပဲသို့တော်လည်းဒီဇယောကွက်တွေကတအားကိုမှထူလပြစ်ကြီးဖြစ်နေတယ်ပေါ့เนาะ crowded ဖြစ်တယ်ဆိုတော့များလုံးအကြီးတောင်ပြောတာအဲ့တော့ Sarah ပြန်ပြောတယ် true therefore i redesigned them with simpler color and fewer leaves ဟုတ်တယ်မှန်တယ် အဲကြောင့်မဒီဒီ simple ဖြစ်တဲ့ဒီအယောင်တွေနဲ့ဒီ label တွေကိုထပ်လျှော့ပြီးတော့ redesign ပေါ့နော် design ပြန်ပြီးတော့ဆွဲမယ်လို့ဒီ Sara ကပြောတယ်အဲ့တော့ Fia ပြန်ပြောတယ် That's a good idea Meanwhile I update the introduction slide with more recent statistics အဲ့တော့အဲ့တော့ကောင်းတဲ့အကြံပဲမင်းအဲ့လိုလုပ်နေတဲ့အချိန်မှာဒီ introduction slide ကိုငါကဒီ recent ဖြစ်တဲ့နော်ဒီနောက်ဆုံးပုံပေါ့နော် နောက်ဆုံး သိမကြသေးမြောက်မှာထွက်ထားတဲ့ study statistics စာရင်း in အချက်အလက်တွေနဲ့ဒီ introduction slide ကိုပြန်ပြီးတော့ update လုပ်မယ် moment လိုက်မယ်လို့သူကပြောတယ်အဲ့တော့ Sarah ကပြန်ပြောတယ် perfect moreover we should rehearse together this weekend to make it smoother အဲ့တော့ဒီအဲ့ဒါကိုချောချောမွေ့မွေ့ဖြစ်အောင်ပေါ့နော်ဒီတစ်ပတ်ငါတို့အတူတကွလေ့ကျင့်ကြမယ်လीเนาะအဲ့ဒါဆိုရင်တော့ perfect ပဲလုံးဝ quality ပဲအဲ့တော့ fear ပြန်ပြောတယ် absolutely consequently we be more confident for the final presentation next week အဲ့တော့နောက်တစ်ပတ်အတွက်ဒီနောက်ဆုံး final presentation တဲ့ငါတို့ပို့ပြီးတော့ confident ဖြစ်သွားတာပေါ့နော်လုံးဝကွက်တိပဲအဲ့လိုမျိုးလေ့ကျင့်မယ်ဆိုရင်တော့ဒါမျိုးပြောတယ်အဲ့တော့ဆရာကပြန်ပြောပြောတယ် yes and finally let's send the file to the teacher before monday for feedback အဲ့တော့ feedback အတွက်နော်တနင်္လာနေ့မတိုင်ခင် before ကိုကျွန်တော်တို့နော်ဒီမတိုင်ခင်လို့ပြောမယ်အဲ့တော့ဆရာစီကို file ပို့ရအောင်ဒီနော်ပို့ရရအောင် အဲ့ဆိုရင်တော့အလုံးဝအကွက်တီပဲလို့သူကပြောလိုက်တယ်။အဲ့တော့ကျွန်မတို့ဒီစာလေးလာတဲ့အခါမှာလေ grammar ကြီးပဲမဟုတ်ဘဲနဲ့အဲ့လိုမျိုးကိုယ့်မှာတာကိုပေါ့နော်။အေး create လုပ်ကြည့်ကြည့်ပေါ့နော်။အဲ့ခါကျလို့ရှိရင်လက်တွေ့သုံးလိုက်တဲ့ခါကျတော့အသီးသန့်ကြီးမှန်းစရာမလိုဘဲနဲ့ဒီပို့ပြီးတော့ဟိုလွယ်လွယ်ကူကူနဲ့အဆင်ပြေဖို့ရည်ရွယ်ပါတယ်။အဲ့တော့ဒီနေ့ကတော့ဒီ quantitative effort လို့လည်းခေါ်တယ်။ linkin effort လို့လည်းခေါ်တယ်။ကျွန်မတို့ transition ပေါ့နော်။ဒီ effort တွေကြောင့်ပြောပြသွားခြင်းဖြစ်ပါတယ်။အဆင်ပြေမယ်လို့ယူဆပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။